UFO လိုဝဲချက်1950ပြည်လွန်နှစ်တွေမှာအမေရိကန်နိုင်ငံဟာစစ်ပွဲရဲ့ဖိအားနဲ့တူကောင်းငင်ရံကနေရောက်ရှိလာတဲ့မဖော်ထုတ်နိုင်သေးတဲ့ဧည့်သည်တွေရဲ့ချင်းချောက်မှုကိုခံစားနေရပါတယ် UFO ဒါမှမဟုတ်မဖော်ထုတ်နိုင်သေးတဲ့ပြန်သန်းမှုရာဝတ္ထုတွေဟာအမေရိကန်လေပိုင်းထဲမှာမကြာခဏပေါ်လာခဲ့ပြီးတော့အစိုးရကိုအကြီးကျယ်စိုးရိမ်စေခဲ့ပါတယ် ီလိုနဲ့ American Leader Project Blue Vault ဆိုတဲ့လောကစုံစမ်းရေးစီမံကိန်းကိုစတင်ခဲ့ပါတယ်1952ခုနှစ်ကနေ1969ခုနှစ်တည်လုံဆောင်ခဲ့တဲ့ဒီစီမံကိန်းဟာမှတ်တမ်းတင်ထားတဲ့ UFO ဖြစ်ရပေါင်း12000ကျော်ကိုတရားဝင်စုံစမ်းစစ်ဆေးခဲ့ပါတယ်ဒီစုံစမ်းစစ်ဆေးမှုရဲ့ရည်ရွယ်ချက်ကနှစ်ခုရှိပါတယ်ပထမတစ်ချက်အနေနဲ့ကတော့ UFO တွေဟာနိုင်ငံတော်လုံခြုံရေးကိုချိန်ချောင်းနိုင်တယ်လားဒုတိယချက်အနေနဲ့ သိပ္ပံနဲ့နေပညာတိုးတက်ရေးအတွက်အထောက်အပံ့ဖြစ်စေနိုင်တဲ့အချက်လက်တွေရှိသလားဆိုတာကိုရှာဖွေဖို့ပါ Project Blue Book ရဲ့စတင်ရခြင်းအဓိကအကြောင်းရင်းတစ်ခုကတော့1952ခုနှစ်ဇူလိုင်လမှာဖြစ်ပွားခဲ့တဲ့ ဝါရှင်တန်ဒီစီဖလိုက်လို့ခေါ်တဲ့ထင်ရှားကြော်ကြတဲ့ဖိရက်ကြောင့်ပါပဲအမေရိကန်ရဲ့မြို့တော်ကောင်းရံမှာ UFO အများပြားတပြိုင်တည်းပြန်လည်နေတာကိုရေဒါမှတ်တမ်းတွေနဲ့မျက်မြင်သက်သေတွေအများပြားကဖော်ပြခဲ့ပါတယ်။နေတဲ့စစ်လေယာဉ်တွေဟာဒီရာဝတ္ထုတွေကိုလိုက်လံရှာဖွေခဲ့ပေမဲ့ UFO တွေဟာသူတို့တဲ့ဘုံဘုံမြန်ဆန်တဲ့အချိန်နဲ့ဖိရက်တစ်ပတ်ပျောက်ွယ်သွားခဲ့ကြပါတယ်။ဒီဖိရက်ကြောင့်ဆိုရအကြီးကျယ်ဖိရက်တွေပေးခံခဲ့ရပြီးလေတပ်ဟာဒီဖိရက်တွေကိုအပူချိန်ပြောင်းလဲမှုကြောင့်ရေဒါမှားယွင်းခြင်းလို့ရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့လူများကတော့မယုံကြည်ခဲ့ပါဘူး။ Project Blue Boy ရဲ့ပထမဆုံးအရာရှိဖြစ်တဲ့ Captain SJ Rapper ဟာစစ်စေးရေးလုပ်ငန်းတွေကိုစနစ်တကျနဲ့သိပ္ပံနေကြစတင်လှုပ်ဆောင်ခဲ့ပါတယ်။သူက UFO ပြည့်ရက်တွေကို Alpha, Vita စသဖြင့်အမျိုးသားခွဲခဲ့ပြီးအရင်ကလိုဝဲလွန်လာတဲ့ချက်လက်တွေကိုတရားဝင်စတင် မှတ်တမ်းနေခဲ့ပါတယ်။ Project Blue Boy ဟာမှတ်တမ်းနေခဲ့တဲ့ UFO ပြည့်ရက်ပေါင်း၁၂၀၀၀ကျော်တဲ့ကအနည်းဆုံး900တခုကို NN ဒိုင်းတစ်ပြည့်ပြည့်သတ်မှတ်ခဲ့ပါတယ်။ဒီ900တခုထဲမှာသဘာဝပြည့်ရက်လေရင်မောဘူးဆိုတာကိုတရားဝင်အတိအမှတ်ပြုထားပါတယ်။အထင်ရှားဆုံးပြည့်ရက်တွေထဲမှာ မီဂျီဂန်မှာရဲတွေတွေ့ခဲ့ရတဲ့စွမ်းခက်ဖြစ်ရဲ့ညူမဂဇီကိုမှတွေ့ရှိခဲ့တဲ့ဆိုခရို UFO တွေပါဝင်ပါတယ်။ဒီဖြစ်ရပ်တွေမှာလေတပ်ကမယောနိုင်စရာကောင်းတဲ့ဖြေရှင်းချက်တွေကိုပေးခဲ့ပြီးတော့သိပ္ပံပညာရှင်တွေနဲ့မျက်မြင်သက်သေတွေရဲ့မကျေနပ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ Project Blue Boy ရဲ့အဓိက သိပ္ပံကြံပေးဖြစ်တဲ့ Dr. J. Alien Hyner ဟာပထမပိုင်းမှာလေတပ်နဲ့ရက်တည်ခဲ့ပြီးမှဖြစ်ရပ်တွေရဲ့သဘာဝလွန်ဆန်မှုတွေများပြားလာတဲ့အခါလေတပ်ရဲ့ဖုံးကွက်မှုကိုမယုံကြည်တော့ဘဲနဲ့ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာသူကိုယ်တိုင် UFO သုတေသီဖြစ်နာမည်ကျော်လာခဲ့ပြီး UFO မျိုးစောက်ခွဲခြားမှုစနစ်ကိုထူထောင်ခဲ့ပါတယ်။1969ခုနှစ်မှာလေတက်အား Project Blue Book ကိုတရားဝင်ရက်ဆိုင်ခဲ့ပါတယ်။လေတက်ရဲ့တရားဝင်နေကုန်ချိုးချက်ကတော့နံပါတ်1 UFO ရာနိုင်ငံတော်လုံခြုံရေးကိုချင်းချောက်ခြင်းမရှိဘူး။နံပါတ်2သိပ္ပံနေကြတိုးတက်မှုအတွက်သောဟုဖြစ်စေမဲ့အချက်လက်အသစ်မရှိဘူးဆိုပြီးဖြစ်ပါတယ်။ဒါပေမဲ့လူအများနဲ့ UFO သုတေသီတွေကတော့ EC မှန်ငယ်ရအစိုးရရဲ့ဖုံးကွယ်မှုတစ်ခုသာဖြစ်ပြီးအမေရိကန်လေတာကလိုဝဲချက်တွေကိုဆက်လက်ထိန်းထားတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ရောဂျာရူဘောရဲ့မှတ်တမ်းအားလုံးကိုဖွင့်ချခဲ့ပေမဲ့အဖြစ်မရှိဖြစ်ရတွေရလိုဝချက်ဖြစ်ရဖြစ်ကြန့်ရှိနေဆဲဖြစ်ပါတယ်။အန်ဟောစီယာကောင်းတာက Project Blue Book ကိုပိတ်သိမ်းပြီး2ပေါင်90ကျားမှာအမေရိကန်ဆိုရသူတို့ရဲ့လိုဝချက်ကိုစတင်ဖွင့်ချခဲ့ပါတယ်။2020ပြည်နှစ်များမှာလေတပ်နဲ့ရေတပ်က UAPL လို့ခေါ်တဲ့ဗီဒီယိုတွေနဲ့မှတ်တမ်းတွေကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒါ Project Blue Book ရဲ့စာပြုကနေဒီနေ့ကစ်တီ UFO ဇလံကမပြီးဆုံးသေးဘူးဆိုတာကိုပြသနေပါတယ်။ Project Blue Book ဟာ UFO တွေကိုလိုဝက်စမ်းကြတဲ့ဒဏ္ဍာရီဖြစ်ကနေတရားဝင်စုံစမ်းစစ်ဆေးတဲ့ဖြစ်ရတစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ်။ လေတက်ကအပြေမပေးနိုင်ခဲ့တဲ့ဖြစ်ရပ်တွေရဲ့နောက်ွယ်မှာဘာတွေရှိနေမလဲဆိုတဲ့မေးခွန်းတွေကတော့အများအားလူချင်းမင်းတို့ကိုဆွဲဆောင်နေမဲ့လိုအပ်ချက်ပါပဲ။ဒါဆိုရင်လူချင်းမင်းတို့ကောဘယ်လိုထင်ပါသလဲ? Project Blue Book ကအမှန်တရားကိုဖုံးကွယ်ခဲ့တာလား?ဒါမှမဟုတ်အပြေမရှိလို့ရပ်ဆိုင်ခဲ့တာလား?လူချင်းမင်းတို့ရဲ့ theory တွေကိုကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်။ဒီလိုလိုအပ်ချက်နဲ့ဒိုးရဆန်းများတဲ့ဇလန်းတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့။